ဆလာမ်အလိုက်ကွမ်ရာဟမတ်တူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုတပြိုစာနီကိုရဲ့ခရစ်နှစ်2025ခုနှစ်အော်တိုဘာလ2ရက်နေ့ခြေသာပရီနေ့မှာ9မိနစ်တိအောင်မြင်ခဲ့ရဲ့သင်ခန်းစာအမှတ်စဉ်1150ခုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဘယ်သူတွေကိုကျွန်တော်တို့ဟာမိတ်ဆွေအဖြစ်ဖွဲ့တင်တယ်လဲဘယ်သူတွေကိုတော့ဖြင့်မိတ်ဆွေအဖွဲ့အဖြစ်နဲ့မဖွဲ့တင်ဘူးလဲဆိုတာအကြောင်းလေးတွေကိုအလာမဘဒရ်ဘင်ဂျမာအာတခင်က ရေးသားခဲ့ပါတယ် တစုံတဦးကိုမိတ်ဆွေတို့မှုအပေါင်းအသင်းဖြစ်ဖွဲ့ဖို့လိုအပ်ရင်အောက်ပါအကြီးချင်းနေနဲ့ပြည်စုံသူကိုမိတ်ဆွေအဖြစ်ဖွဲ့တင်ပါတယ်တဲ့နံပါတ်၁ကတော့သူဟာကောင်းမှုကုသိုလ်ပြုတဲ့သူဖြစ်ရမယ်ဘာသာရေးကန့်ဆိုင်တဲ့သူဖြစ်မယ်အရှင်မြတ်ရဲ့စီမင်းတွေကိုလိုက်နာသူဖြစ်ရပါမယ်နံပါတ်၂ကတော့ပညာဉာဏ်ရှိပြီးတော့နားလေသဘောပေါက်နိုင်စွာရှိသူဖြစ်ရပါမယ်နံပါတ်၃ကတော့စိတ်ထားကောင်းမွန်သူဖြစ်ရပါမယ်နံပါတ်၄ကတော့အချင်းများလွယ်သူမဖြစ်ရပါဘူးနံပါတ်၅ကတော့တစုံတဦးဟာမဖြစ်မနေလောက်ရမယ်အရေးကြီးကိစ္စတစ်ခုကိုမေ့လျော့နေရင် ူကသူ့ကိုတရိယာစီရမယ်ဆိုလိုတာကတင့်တော်တဲ့အချိန်မှာအကောင်းဆုံးအကြံဉာဏ်ကိုပေးနိုင်တဲ့သူဖြစ်ရမယ်နံပါတ်6ကတော့ကောင်းမှုကုသိုလ်ဆောင်ရွက်ရမှာကုညီပံ့ပိုးပေးသူဖြစ်ရမယ်နံပါတ်9ကတော့တစုံတဦးမှာတစုံတရာလိုအပ်ချက်ရှိလိုက်ထို့သူဟာဂယုဏထားတဲ့ဆက်ဆံမှုနဲ့ပြုမှုဆက်ဆံရပါမယ်နံပါတ်10ကတော့တစုံတဦးကစိတ်ဆိုးဒေါသဖြစ်ပေါ်လာရင်သူကသူ့ရဲ့စိတ်ကိုဖြည့်သိမ့်တိုက်တွန်းပေးနိုင်သူဖြစ်ရပါမယ်ဘလိုလူတွေနဲ့မိတ်ဆွေမဖွဲ့တင်ဘူးလဲဆိုတော့အလာမအလ်အီမမ်ဟကီမ်မင်ကြားတဲ့ပြရတယ် ူ့ရဲ့အပြုမူဟာတင့်ကိုကောင်းရာကိုစိတ်အားထက်သန်စေခြင်းမရှိဘူးသူ့ရဲ့ပြောကားပြောဆိုမှုတွေဟာတင့်ကိုအလောင်းရှမျက်စီကိုညွန်ပြတာတွေမရှိဘူးဆိုတော့သူတွေနဲ့အပေါင်းအသင်းမလုပ်ပါနဲ့တဲ့ဆိုလိုတာကသူ့ရဲ့ပြင်ပအခြေအနေဟာတင့်ကိုကောင်းမှုကုသိုလ်ပြုနိုင်ဖို့အတွက်မလုံဆောင်နိုင်သူသူ့ရဲ့စကားပြောဆိုမှုတွေဟာတင့်ကိုအလောင်းရှမျက်စီကိုရောက်ရှိစေတဲ့လမ်းကြောင်းဖြစ်ခြင်းမရှိသူနဲ့ မိတ်ဆွေမဖွဲ့ပါနဲ့ဆိုပြီးတော့မှအမိန့်ရှိထားပါတယ်မအာလီမိုအီရရှာဒီယာဆိုတဲ့ကျမ်းစာမျက်နှာ155မှာဒီအချက်လေးတွေကိုတင်ပြထားပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာ